အဟုတ်ကဲ့ဟို2023စီးကင်းတော့ကလည်းမင်းကလေးပါမယ်ဆိုပြီးတော့ထင်ခဲ့တဲ့အချိန်မှာမင်းကလေးပါခဲ့ပေါ့နော်အဲ့တော့အိမ်မက်တစ်ခုလိုပါပဲအခု2025မှာတပြိုင်ရပြီဆိုတော့ပေါ့နော်အဲအိမ်မက်လက်တွေ့ဖြစ်လာတယ်လို့ခံစားရပါတယ်သူရောပေါ့နော်အရင်တည်းကတူတူရှိနေရဆိုတော့အရင်တည်းကတူတူစူးစမ်းလာခဲ့ဒီဟာအတွက်ပဲဆိုတော့အခုမန်နေကင်ဖြစ်လာတယ်လို့ခံစားရပါတယ်ဟုတ်အော်မင်္ဂလေးဒီ e-sport အနေနဲ့ဆိုလို့ရှိရင်တော့အသင်းတိုင်းက50 50ပဲအကုန်လုံးကလက်ရည်တူးတွေလိုမျိုးဖြစ်နေတော့လေအာအဲ့တော့အကုန်လုံးကိုတော့သတိထားရပါတယ် ။ဟောပွဲအတွက်တော့ရွှေငွေကြေးစုတစိတ်တစ်ခုခုတော့ယူလာနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ လောက်ထားပါရဲ့။ဒီမှာလေးပြောပြပါဦး။ဆက်လောက်ရနေပါရဲ့။ဒါအမောင်းဆုံးဒါပထမချိန်မဟုတ်ဘူးမယ်လေ။ဘာပြောတော့ပြရမယ်ဆိုဘူးလေးရှိတယ်။ဒီကနေ့မင်းလေးတက်တာဆက်ပြီးရှိတယ်ဆိုတော့ဒီမှာတို့ e-sport ကတော့ main ကလေးတွေကပထမဆုံးအကြိမ်အော်ပိုကြီးစိတ်လှုပ်ရှားပါတယ်အများကြီးလည်းပြင်ဆင်ထားပါတယ်ဒီမှာလေးကကြိုးပြပါအောင်အများကြီးပြင်ဆင်ထားပါတယ်ဟုတ်အမ်ဘယ်လောက်ထိစိတ်လှုပ်ရှားလဲဆိုတော့ဟောအရင်ရောစိတ်လှုပ်ရှားတာရှိရစမယ်အရင်ရောလည်းမရှိပါဘူးပြန်ပတ်သွင်းနေလို့လည်း အဲသူတို့လည်းတခြားလေးလာထားတယ်ပေါ့နော်အဲအတွက်တော့စောရဲခါကြလို့ရှင်အဆင်ပြေတော့မှာပေါ့ဟုတ်ပွဲအတွက်တော့ရွှေငွေကြေးစုတစိတစ်ခုခုတော့ယူလာနိုင်မယ်လို့မျှော်လင့်ထားပါတယ်ဒီအပရန်တော့ရွှေယူလာပဲလို့ပြောထားတာခလိပေးထားရဲ။ဟုတ်လား။အော်ဆိုတော့ဒါ e-sport ကဒါဒီနှစ်မှာရွှေနှစ်ဆိုတော့ကိုရီအလဲမှာလဲဒါအကောင်းဆုံးဖြစ်အောင်လို့ကြိုးစားဖို့တော့ကိုဒါပြင်ဆင်ရတဲ့အခါမှာတောင်ဝကြီးရဲ့ဘိုင်းကြီးရှိခဲ့လာကြတယ်။ ါဟုတ်တောင်းရင်အားရကြီးပါတယ်ဘလို့ပဲဖြစ်ဖြစ်ဟိုအကားစိတ်သက်နေပဲပေါ့နော်အရှင်ပြိုင်းမှာဆိုဘလို့ပွဲပဲဖြစ်ဖြစ်စီးကိန်းမှမဟုတ်ပါဘူးပွဲတိုင်းအကုန်အကုန်လုံးကတောင်းရင်ကြီးရဆိုတော့စီးကိန်းကိုလည်းအကောင်းဆုံးစိတ်သက်တစ်ခုနဲ့အရှင်ပြိုင်တော့ပါမယ်ဟုတ်ရှေ့ပြန်လို့ပြန်လို့မတူဘူးလေဒီစီးကိန်းမှာကြာတော့ဒါဘယ်လိုရှိမှာလဲဒါပြန်တော့ခိုင်းနေခိုင်းမှာလည်းတော့ပြန်ရမှာဆိုအရှင်ပြန်ပို့ပြီးတော့ပြေးတာ အော်ဟုတ်ကဲ့ဟိုထိုင်းပေါ့နော်အဓိကတော့အကျန်းဆုံးကတော့အင်ဒိုနီးရှားပေါ့ထိုင်းကိုလည်းသတိထားပါမယ်သူတို့ကလည်းဟိုပြောလို့မရဘူးဖြတ်မြင်းလည်းဖြစ်သွားနိုင်တာဆိုတော့လေကျန်တဲ့အသင်းတွေကတော့မလေးရှားတို့ဖိလစ်ပင်းတို့ပေါ့ဟုတ်အော်မင်းကလေးဒီ e-sport အနေနဲ့ဆိုလို့ရှိရင်တော့အသင်းတိုင်းက50 50ပဲအကုန်လုံးကလက်ရည်တူးတွေလိုမျိုးဖြစ်နေတော့လေအာအကုန်လုံးကတော့သတိထားရပါတယ် ော်ဟုတ်ကဲ့ဟို2023စီးကိန်းတော့ကလည်းမင်းကလေးပါမယ်ဆိုပြီးတော့ထင်ခဲ့တဲ့အချိန်မှာမင်းကလေးမပါခဲ့ဘောနော်အဲ့တော့အိမ်မတစ်ခုလိုပါပဲအခု2025မှာတပြိုင်ရပြီဆိုတော့ဘောနော်အဲအိမ်မလက်တွေ့ဖြစ်လာရလို့ခံစားရပါတယ်အဲ့ဒီမှာလည်းတူရောပေါ့နော်အရင်ကတူတူရှိနေရဆိုတော့အရင်ကတူတူစူးစမ်းလာခဲ့ဒီဟာအတွက်ပဲဆိုတော့အခုမှန်တကယ်ဖြစ်လာတယ်လို့ခံစားရပါတယ်ဟုတ်အဲ့ရွှေစုရေးဒီလိုပြန်လာမဲ့အကြောင်းကိုလည်းပြောပြပါ โอเคရှင်စုကတော့ရလဲရချင်ပါတယ်လို့လဲဟိုဟာယူလဲယူချင်ပါတယ်ပေါ့เนาะအကောင်းဆုံးတော့စူးစမ်းသားပါမယ်အဲအမြဲအဲဘယ်လိုပြောလဲဟုတ်ကဲ့ကျေးဇူးအရလို့ဇလာပါပဲရအောင်တော့ကြိုးစားနေပါတယ်တကယ်လို့များလာခဲ့လေဟိုရွှေငွေကြီးတဲ့တခုခုတော့ရအောင်ယူလာပါမယ်ဘာလို့လဲဆိုတော့ပြိုင်ဘက်ကအရန်ကိုအင်အားကြီးတဲ့အသင်းသင်းကပါနေတာပေါ့နော်အင်ဒိုနီးရှားမှာလည်းသူတို့ကအဲ့လို ပွဲဒီဂိမ်းကိုဆော့လာတာရှင်းနေစတိုင်အဲ့လိုမျိုးတွေအမြဲတမ်းချန်ပီယံရနေအသင်းကြီးလို့ဖြစ်နေတဲ့ခါကြတာပေါ့နော်အဲ့တော့အကောင်းဆုံးတော့ကြိုးစားပါမယ်ပြိုင်ပွဲနေ့တွေအိမ်မရနေဖြစ်လေလားဘယ်လိုမျိုးလဲအေးရပြိုင်ပွဲနေ့ပို့အေးရပို့အေးရအဲ့လိုမရအောင်ဆိုဖိုကတ်လို့မရအောင်အဲ့တော့ပို့ပြီးအေးရအဲ့ကျွန်မယူဆိုင်ရအဲ့อืมไอ้โลอ่ะတော့ရပါတယ်အဲ့လိုအိတ်ပြောင်းလဲမျိုးမျိုးလောက်ပြီးတော့အိတ်ပါတယ်အိတ်အေးဝါမှလည်းပို့ပြီးတော့စဉ်းစားနိုင်မှာဆိုတော့ဟုတ် ရတဲ့အားပေးမဲ့လူတွေတက်ပြောင်းနေပါအောင်ဟုတ်ဟုတ်အားပေးမဲ့လူတွေအတွက်ဟိုအကောင်းဆုံးပြုသွားမှာဖြစ်လို့အကောင်းဆုံးအားပေးပါအောင်အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။အားပေးပါအောင်ညီမလေး။အင်းညီမလေးဟိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့အဆိပ်မပြတ်စေရပါဘူးလို့ဟုတ်